ကျောင်းကြီးတော်ကွန်မြူနီဆိုပြီးတော့နာမည်ကြီးနေတဲ့စကိုင်းကဦးမေ60ဖျားအားလုံးမင်္ဂလာပါရှင်မလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ဂလင်တန်ကိုမန်လီနဲ့စကိုင်းမြို့တွေကစူဝါဆုံခန်းစားကြတာပဲဖြစ်ပါတယ်ဒီမြို့တွေမှာဆိုရင်တော့ဘာသာရေးဆိုင်ရာအဆောက်အအုံတွေလည်းအများအပြားထိခိုက်ပျက်စီးခဲ့ရပါတယ်စကိုင်းတောင်ပေါ်မှာရှိတဲ့ဖျားစေတီတွေ ဘုံကြီးကျောင်းတိလာရှင်ကျောင်းတွေလည်း80ရာခိုင်နှုန်းလောက်အထိပျက်စီးသွားကြရတယ်လို့လည်းဒေသခံတွေရဲ့ပြောချက်အရသိရပါတယ်။ရှီယောင်တမိုင်ဝင်းဆွမ်ဦးပုံညာရှင်စီတီတော်ပြင်ဥမင်90ဖျားလည်းငလင်တပေးကျောင်းပျက်စီးသွားကြရပါတယ်။ဥမင်90ဖျားဆိုရင်တော့သခိုင်းတောင်ရိုးအရိယဝန်သားကျောင်းရဲ့အနောက်မြောက်ထောက်မှာတည်ရှိပါတယ်။သခိုင်းတောင်ရိုးမှာအမြင့်ဆုံးကျောင်းလို့လည်းမှတ်သားသိရှိရပါတယ်။ဥမင်90ဆိုတာကဖျားစု90ရှိတာကိုဆိုလိုတာလေးဖြစ်ပါတယ်။ဥမင်90ဖျားရဲ့ ဖျားတဲ့ကားကြီးကတော့ပထမအင်ဝါခင်မှာနန်းတက်လာခဲ့တဲ့သရိုးမိကောင်ပဲဖြစ်ပါတယ်။တမိုင်းမတန်းနေရကတော့သရိုးမိကောင်ဟာတနေ့မှာတော့စကိုင်းတောင်ရိုးပေါ်ကအရိယဝန်သားကြောင့်စင်တော်စီးပြီးတော့ကြွာလာကအရှင်ရိယဝန်သားကိုဝင်ရဖူးမြော်ခဲ့ပါတယ်။အဲ့ချိန်မှာသရိုးမိကောင်ရဲ့စင်တော်ကကြောင်းရှိကညောင်ပင်ကညောင်ရွက်တွေကိုစားခဲ့ပြီလို့ရုပ်ကဆိုးရဲ့မျက်တော်သင်ခံခဲ့ရပြီးကြောင်းရွက်အတွင်ပြောင်းသွားခဲ့ရပါတယ်။ ဒါပေမဲ့ဆရာတော်အရှင်ဟိယဝန္တာကစင်တော်ကိုမူလပကတိပြန်ဖြစ်အောင်လုပ်လုပ်ပေးခဲ့တာကြောင့်သူတို့မိခေါင်ကကျေးဇူးဆက်တဲ့အနေနဲ့ဇေယီတော်လေးစုထိတီးခဲ့တာလို့သိရပါရင်အဲထဲမှာမှာဦးမင်း90ဖျားကလည်းတစ်ခုပါဝင်မဲဖြစ်ပါရင် ခင်းဆက်ဆက်ထိသိလာခဲ့ကြပြီးတော့ယနေ့ထိတိုင်အောင်ရှေးအောင်မွေနေဖြစ်နေခဲ့ရှိနေခဲ့တဲ့ဥမင်90ဖျားဟာဆိုရင်တော့ငလီဘေးကြောင့်တော်တော်လေးပျက်စီးသွားခဲ့ရပြီလေဖြစ်ပါရင်ဥမင်90ဖျားတရှိတဲ့ချောင်းဟာရှင်းလင်းရေးပစ္စည်းတွေပို့ဆောင်မှုတောင်မှခက်ခဲတာကြောင့်တိတ်မကြသေးခင်ကမှရှင်းလင်းရေးလုပ်ငန်းတွေကိုစတင်နိုင်ခဲ့တာဖြစ်ပါရင် လက်ရှိမှာတော့သက်ဆိုင်ရာအဖွဲ့တွေကဦးမင်90ဖီးယားမှာပြုတ်ပြတ်သွေးကိုဖြင်းလင်းနေပြီလေဖြစ်ပါရည်ဖီးယားပြည့်စည်နေတာကတော့မြေပုံအတီဖြစ်သွားကြရတာကြောင့်ဖီးယားစုများစုကလည်းအကောင်းပကတိရေလို့မရှိတော့ဘဲပြည့်စည်သွားကြရပါရည်ဒါကြောင့်အစားဆုံးရှေးလျာမပြတ်ဘဲနဲ့ပြန်တီဆောက်ရတော့မယ့်အနေအထားမျိုးလေးဖြစ်သွားကြရပါရည်အေဗီလာ16ရက်နေ့မှာဆိုရင်တော့ဦးမင်90ဖီးယားနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတစ်ခုဟာလူမှုကွန်ရက်ပေါ်မှာပြန်နေလာကြပါရည်ဒီဗီဒီယိုကတော့ရှင်းလင်းရေးဖွဲ့သားတို့ကတင်ထားကြတာလေးဖြစ်ပါရည်အပြုတ်ပြတ်တွေရှင်းလင်းနေချိန်မှာစင်းတူတော်တဆူရဲ့ ဲ့နှစ်ဖူးကနေပြီးတော့ရောင်ကြီးတော်တွေကွန်မြူလာခဲ့တဲ့ဆိုပြီးတော့ရိုက်ပြထားတာတွေ့ရပါတယ်တကယ်လည်းရောင်ကြီးတော်တွေကွန်မြူသူလိုဖြစ်နေပြီးတော့အရှောင်းတွေလည်းချိန်နေကြတာကြောင့် DBO နဲ့ပတ်သက်ပြီးတော့လေသူပြောများလာခဲ့ပါတယ်ဒါနဲ့ပတ်သက်လို့ယုံကြည်ကြသူတွေလည်းရှိသလိုမဟုတ်မှန်ကြောင်ထောက်ပြနေကြသူတွေလည်းရှိနေပါတယ် ပြီးရောရိုက်တဲ့အချိန်ကနေကင်းပိုင်းလို့ယူဆရပြီးတော့နေလင်းရောင်တရရိုက်ကြောက်နေခြင်းလေးဖြစ်ပါတယ်။ဒါကြောင့်သိပ္ပံဒီကြာစစ်စားကြည့်မေဆိုရင်တော့နေရောင်ကဆင်းတူတော်ပေါ်ကြောက်ရပြီးအလင်းရိုင်ကြီးဖြစ်စဉ်ဖြစ်ပေါ်လာတာလေးဖြစ်ပါတယ်။အလင်းရိုင်တဲ့ခါမှလည်းဒီလိုမျိုးရှာမျိုးစုံပေါ်ထွက်လာတတ်ပါတယ်။ဒီကိစ္စအတွေ့ဆရာတော်ကြီးတွေကိုယ်တိုင်ကလည်းတမိုင်းချောင်းတွေသိပ္ပံဒီကြာချက်လက်တွေနဲ့ပါရှင်းပြနေကြတာကိုလည်းတွေ့ရပါတယ်ရှင်။ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ចောင်းရည်နဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှကြည့်ရှုအားပေးဖို့ကြွယ်မိပါနဲ့ရှင်။